ရမနာဆောင်ဝင်ကလာပါကျွန်တော်ရင် and do tango ဘောနော်လီလာချင်းကနေပြန်ပြီးပြဆိုလိုက်ပါတယ်ကျွန်တော် and do tango ဘောနော်မတင်ပြီးဖြစ်တာဆိုရင်အနေကြနေပေါ့နော်အခုဆိုရင်ဒီအခုကပြန်လာပါတယ်ဆိုတော့တော့လာပါအောင်ရှင်းပြီကျွန်တော်အာအချိန်ကြီးနည်းနည်း schedule တွေများနေရတယ်ကိုမတင်ပြီးဖြစ်ဘူးပေါ့နော်ဖြစ်တာလည်းဖြစ်သွားတယ်အခုကစပြီးတော့ and do tango အပြင်ကို and one tango ရော anti tango တွေရောကျွန်တော်ပြန်ပြီးတော့ ပြင်သွားပြပါမယ်အခုပေါ့နော်ဒီအပိုင်းလေးကဒါပတ်နိုင်လို့ပြောလို့ရရပေါ့နော်အထူးတန်ကိုရဲ့ပတ် IT ကိုကျွန်တော် YouTube မှာလည်းစူးစီးတင်ထားပေးတယ်ပေါ့နော်တွားပြီးတော့ကြည့်စီချင်ပါတယ်ခင်ဗျာဆိုတော့ဒီနေ့ကျွန်တော်တို့အထူးတန်ကိုကိုလေ့လာကြည့်အောင်ဗျအဲဒီအုံနောက်သေးကိုထိစီချင်တယ်ပြင်တခါသေးပြန်ပြီးတော့မှတ်သားစီချင်တယ်ပေါ့နော်ကျွန်တော်အချိန်ကို waste မဖြစ်အောင်ပါခင်ဗျာဆိုရင်ကျွန်တော်ကြည့်ချင်အောင်ဒီခေါက်အရှိတစ်ခေါက်ကကျွန်တော်ဒီနီယာကုကျူးကျူးလီဆိုးဆိုတဲ့စိတ်ကူစိတ်တန် အာမြေကုတ်ကျူကျူမဟုတ်ဘဲတိပီသွားလဲဆိုတော့အာဟုတ်တယ်ဒီတိပီသားရေပေါ့နော်လီဆိုးဆိုစိတ်ကူးစိတ်တယ်အသွေးခေါ်ဆိုဒီတိပီသားလေဒီခေါ်ကျော်ဒီကကျူကျူအချင်ကျော်စာပြီးကြည့်ဟောကဲ let's go မြေကုတ်ကျူကျူအချင်မှာဆိုရင်ကျွန်တော်တို့ eco eco ဆိုတာကျတော့အပြောင်းကူးပြောင်းတာပဲရွှေ့ပြောင်းတာပဲပေါ့ဒါပေမဲ့သူကတော့ဘာလို့ကူးပြောင်းတာလဲဆိုတော့ system ကြီးဘာဒီကူးပြောင်းနေပေါ့ပြောမှဆိုရင် computer တွေက program ကြီးကူးပြောင်းတယ်ပုံတွေက application ကိုဟိုဘက် form တွေကိုအကူးတယ်ထည့်လိုက်တယ်ပေါ့အဲဟိုဘက် form တွေကို DI pack က application ကိုဒီဘက် form တွေကိုကူးပြောင်းနေဆိုရင်ညီမ echo တောင်းနေ e ဆိုတာကြောင့် e တို့ဆိုတဲ့ကျွေးတဲ့နေရာဒီမှာအသုံးပြုတယ်ရွေးရှာရခြင်းနဲ့အသုံးပြုတယ်ခိုးစွာတော်ရဲဆိုတော့ဒါ system ကိုကုကောင်းနေရာမှာအသုံးပြုတယ်အီကိုအောက်က e2 e2 ကကြတော့ သူကဘာလျှောနေရာဒီကုထောင်းနေမှာတော့ပြတာဥပမာရေခဲတာကိုဒီအင်းရဲ့ဒီနေရာကနေမိဖို့ကြောင့်ပချံကိုရွှေ့မှာတို့လို့ရှိရင်စပွဲကိုအိတ်ခမ်းသေးကိုရွှေ့မှာတို့ဆိုရင်ဒါဤတို့တော့နေပေါ့နော်အခုကခြားတော့နေရာကကျူစံမှာခနဲဆော့ခနဲဆော့ဆိုတာနေဆော့ဆိုတာအပူခါဆိုတာခါဆိုတဲ့ခန်းကြီးလေးကခုခုကို ထပ်ပေါင်းထည့်တဲ့ကူဝကူဝအေရုဆိုတဲ့ခန်းကြီးလေးပေါ့နော်ကူဝအေရုဆိုတာထပ်ပေါင်းထည့်တဲ့ထပ်လောင်းထည့်ဆိုတဲ့အသေးလေးဖြစ်ပြီးတော့နေဆွဆိုတာအပူဆိုတဲ့ခန်းကြီးလေးကိုမိနဆိုင်အောင်ကြားပြီးမြင်ကြဆိုတော့ခန်းနေဆွဆိုရင်အပူမြင့်တင်နဲ့ထပ်ပြီးတော့အပူပေးရကိုခန်းနေဆွလို့ခေါ်တယ်။နောက်ခါကျတော့ go in go in ဆိုတာကျတော့ in ဆိုတာ hikima ဆိုတဲ့ဆွဲတဲ့ အဲဆွဲတယ်လုတ်တယ်ခိုးတဲ့နေမှာအတုံးပြတယ်တခုခုကိုဗါရမေးတဲ့နေမှာဒီ keymask ကိုတောင်းတယ်လို့အချိကခန်းကြီး go ဆိုတဲ့ခန်းကြီးတွေကမိနာဆန်လို့ inform တင်မှုနေကြတင်ခဲ့တဲ့ဆူယောဤဆိုတဲ့အားကောင်းမယ်ဆိုတဲ့ခန်းကြီးဆိုအားကောင်းကောင်းနဲ့ဆွဲရဲဆိုတော့အတင်းကျလို့အတင်းကျဆွဲယူမှုပဲဒါကြောင့် go in ဆိုတာနဲ့ကိုအတင်းကျလို့ဒေပရရဲ့ နောက်တစ်ခုကကြတော့ရှောချောတေကိနာရှောချောတေကိနာဆိုတာကြတော့ရှောဆိုတာကြတော့ခုခုကိုပေါ့နော်အာနေစိတ်အာနေတွေးထင်လိုက်တယ်ပုံကြီးဖော်လိုက်တယ်လို့သိပေရတဲ့ခန်းကြီးလေးဖြစ်ပြီးတော့ချောဆိုတာကြတော့ခုခုရဲ့သူ့ရဲ့တခုချောတခုချောဆိုတာဘာလဲဆိုတော့သူ့ရဲ့အဲဥမာပြောလိုက်မယ်ဆိုရင်ဒီလူဆိုတာလည်းကိုသူ့ရဲ့တခုချောရှိတယ်ဘာလဲဆိုအတန်ပါပါကောင်းတယ် ဒီလူစော်နေကိုသူတခုချော်ရရှိရပါလားသူမျက်နှာကအမြန်ကြီးစရာကောင်းတယ်လူတွေမှတ်မိစေလွယ်တဲ့ကိုယ့်ရဲ့အာတာချက်ကိုပြောချင်တာပေါ့နော်တခုချော်ဆိုအဲ့ဒီမှာလေရှိုးချိုးတခိနာဆိုတဲ့သူလူမျိုးပဲအဲကိုစားပြုတ်တယ်ဒီမျိုးရဲ့အမတ်တာဖြစ်တဲ့ဥမာသူချိုးဆိုရင်သူကရဲ့မျိုးဥမာမြန်မာနိုင်ငံမှာဆိုရင်ရန်ကုန်စော်နေကိုအဲဗာလေရွှေဘုံဖျားဆိုတဲ့ဒီ ဟိုဘာလဲကုစားပြီးတော့အမှတ်သားလေးရှိတယ်ဒီမျိုးပုံစံလေးပေါ့နော်သူချော်ချော်တေခိနာပြီးရင်ရှူးချူးတေခိနာရှူးချူးတေခိနာဆိုတာကြောင့်ရှူးဆိုတာမိနဆန်တို့ဘာလဲအရင်ကြားဘူးနေကြအာဆမေရူအာဆမာရူဆိုတာစုစည်းတယ်အဲဒါစုစည်းတယ်အဲကို အာတောင်းတငယ်မှာခန်းကြီးဖြစ်ပြီးတော့ချူးဆိုတာအလေပေါ်ကိုပေါ့နော်အလေတဲ့မှာစုစီလိုက်တယ်ဆိုရင်ရှူချူတေကင်းနာရှူချူတေကင်းနာကအနှနေရတောင်းတယ်ဘလူးတောင်းတာလဲဆိုတော့ကျွန်တော်ခုဒီမှာရေးထားပေးရလိုမျိုးပဲအာအဆုမဲလို့ဆိုတာလူစုဝေးတယ်လူတွေကိုစာနေစုစီနေတယ်မှာတောင်းပြီးတော့တစ်ခါကျအာယုံဆိုင်နေမှာလည်းတောင်းပြီးတယ်နောက်ကဒီအာယုံဆိုင်ဆိုတာဒါပါလဲဆိုတော့ကျွန်တော်စတာဒီစေရှင်းတေကီစေရှင်းတေကီဆိုတာကျွန်တော်ကျွန်တော်ရဲ့မန်တေပန်းကိုပြောတာပေါ့နော်စိတ်နှလုံးကစိတ်အာယုံစုစီနိုင်တယ် ပြီးရင်စိတ်ထဲမှာဗာလဲတစ်ခုခုလုံးလို့ရှင်အဲစူးစိုက်နိုင်စွမ်းရှိနေမှာလဲအတော်ပြတယ်ရှူးချူတေကိနာဟာတစ်ခုအချာတော့ thank you တေကိနာ thank you တေကိနာဆိုတာ thank ဆိုတာချာမီနာဆန်တို့အဖော်မှာတင်ခဲ့တဲ့မီဂျီကိုင်းဆိုတဲ့တူလေဆိုတဲ့ခန်းကြီးခိဆိုတာချာအချင်းတစ်ခုခုကိုတတ်မှတ်ထားတယ်အချင်းဒီကိုတတ်မှတ်ထားဉာဏ်ကြီးမှာအတော်ပြတဲ့ခိကန်ဆိုတဲ့ခိဆိုတဲ့ခန်းကြီးလေးပေါ့နော်ယာရီဥတုမှာလဲယာရီဥတုကိုဗာနေပိုင်းဗာနေပိုင်းချထားတဲ့ဉာဏ်ကြီးမှာတော်ပြတဲ့ ီပေါ့နော်အိဖကူမှာ thank you thank you နဲ့လို့ပြလိုက်တာနဲ့ကိုအချင်းတူဖြစ်တယ်တခဏတာဖြစ်သွားတဲ့အသေးပဲလို့ရပြီးတော့သူကချင်းစုကူအိုဝါလူလို့ပြောရတယ်ပေါ့နော်နောက်တစ်ခါကျတော့ဒီရုံးတကိနာဒီရုံးတကိနာကျတော့အဲဘာလဲအကြောင်းပြချက်တတိယချဖြစ်ရှင်းပြတယ်တင်ပြတာကိုဒီရုံးတကိနာလို့ပြောတယ်ရုံးဆိုတာကျတော့ဆိုင်ယန့်ဆာတဲ့ဒီပြုစုနေမှာအသုံးပြုတယ် ဒီလိုကတော့ဥမာဟာအစမ်းစီကိုဒီဟိုဟာလေဒီ master ပွဲလို့ဒီ phd ပွဲလို့ဆိုရင် science certain ပြုစုတဲ့ theory ပါလေဒီစပါလို့ငါတော်ပြတဲ့ long ပါနော်ဒီဆိုတာကျွန်တော်ညစံကြောက်ရဲ့ new အချောင်းပြတ်ချက်ဆိုတဲ့ခံကြီးလေးဖြစ်ပြီးတော့အဲဆိုအချောင်းပြတ်ချက်ဒီ channel science certain ကိုတရားရှင်းပြတယ်ဆိုတော့ဒါကိုမီလုံးတက်ကင်နာလို့ခေါ်တယ်ဘာလို့မျိုးလဲဆိုတော့ science certain ကို certain ပြုစုလိုက်တယ်ပြီးတော့တင်ပြတော့တာမဟုတ်ပဲနဲ့ကို science certain မှာအချက်လက်တရားနဲ့ကိုကပြန်ပြီးရှင်းပြပေးမယ်မှလည်းတုံ့ပြန်တယ်ဟောကောင်းချက်တော့ အာရစုလို့အာရစုဘာချတော့အာကောင်းကွန်ပျူတာတွေကိုကိုင်နေကွန်ပျူတာတွေကိုကလစ်တယ်ပေါ့နော်ဆက်ပစ္စည်းကိုကလစ်တယ်ဖုန်းကိုကလစ်တယ်နိုင်ယူကလစ်တယ်ဆိုနေမှာအသုံးပြုပြီးတော့အာရစုလို့ဆက်ခံကြည့်လိုက်မြန်ဆန်ကိုကူချဘူးရယ်စိုးစားဆိုတဲ့အာနိကိုင်တွေ့ချင်းထိတွေ့ချင်းဒီ basically ညာတွေကိုဗာလေကလစ်ချင်းဆိုတော့စိုးစားဆိုတဲ့စိုးဆိုတဲ့ခံကြည့်ပြီးပေါ့နော်စိုးဆိုတဲ့ခံကြည့်ပဲဖြစ်တဲ့အတိုင်းပဲဗာဖြစ်လဲဆိုတော့လက်နဲ့ကလစ်မယ် အဲဒီ click မှာဆို mono ဆိုတဲ့ပစ္စည်းလေးကို click မယ်အဲအဲကြောင့် mono ဆိုတဲ့ shorthand ဆိုတဲ့ပစ္စည်းလေးပါတယ်ဒီ shorthand เนี่ยဘာနဲ့လုပ်ထားလဲဆိုတော့အပင်နဲ့လုပ်ထားတယ်အယူမှန်လျားရယ်ပေါ့နော်ခင်ဗျာဆိုရင်ဆက်စီအောက်ကဆက်ပစ္စည်းဆိုတာတော့စနေလုပ်ထားတယ်ပေါ့နော်ဒါပြီးမှဆက်စီတော့မရလည်တော့ဒီ view အမှန်လိုက်တယ်ပေါ့နော်ခံပြီးလေးအဲနောက်တစ်ခုကကြတော့ရှီပါလူရှီပါလူဆိုတာကြတော့သစုတစီတဲ့စီတဲ့စပင်းကြီးကိုမဲ့ မျိုးသမီးတွေကသူတို့ရဲ့စပင်ကိုသူတို့စီးတဲ့စီးလိုက်တယ်ဂျပန်မှာဆိုရင်အဲဒီဘိုက်တူလောက်လို့ရှိရင်ကိုယ့်ရဲ့စပင်မွေးတွေအစားအသောက်တွေမကြရအောင်စပင်မွေးတွေကိုစပင်တွေကိုအမျိုးသမီးဆိုရင်သေချာစီးခံလိုက်တယ်ဆိုတဲ့ပုံစံဒီမှာလည်းရှိပါလို့တော့ခုခုပေါ့နော်သင်းစီးတွေကိုသူတို့တွေဖြစ်အောင်စီးလိုက်တာကိုလည်းရှိပါလို့တော့လည်းရှိပါလို့ဆိုတဲ့အတိုင်းပဲဘာနဲ့စီးမှလဲဆိုတာအချီနဲ့စီးမှဆိုတာအချီခံကြီးလေးပါတယ်ပြီးလို့ရှိရင်ခုခုကိုဟိုလာစုပြုံးတော့စီးလိုက်တယ် ရမယ်နော်ဟောကြတော့ရှိလူစုရှိလူစုစာခုခုရေးတဲ့နေမှာအသုံးပြုပြီးတော့သူကကိုယ့်ရဲ့အကြောင်းအရာကိုမဂ္ဂဇင်းမှာရေးသားထားတယ်လို့ရှင်အဲဒီဟောဒီနေ့တည်င်းစာနဲ့နေရာဆောင်ပါနဲ့ပတ်သက်ပြီးတော့ဘေးမဂ္ဂဇင်းမှာရေးထည့်ထားတဲ့ရှိလူစုကိုတောင်းတယ်ပြီးလို့ရှင်ကိုယ့်ရဲ့ဓာတ်ရင်းစောက်ထဲမှာဇုံတဲ့အကြောင်းအရာကိုရေးထည့်ထားတယ်ကိုလည်းရှိလူစုလို့တောင်းတယ်နောက်ခုကကျတော့မိုယောဥစုမိုယောဥစုဆိုတာကျတော့ဒီခန်းကြီးလေးကမင်းဆန်လို့ အာဒီအတူရဲ့ပတ်အကျဲဘာလဲအပေါ်ပိုင်းလေးမှာရှိတယ်ပေါ့နော်ဒါကိုသူကအဗန်းပွဲလို့ခေါ်တယ်ပေါ့နော်ဆန်စီပြင်ပြပြပြပေးမယ်ရအောင်ပြန်နားမှာလည်းဆိုတော့ဒီမှာပေါ့နော်ဂျောဂျီလို့ခေါ်တယ် ရောကြီးဆိုတာအပန်းပွဲအပန်းပွဲဆိုတာကျွန်တော်ဒီလူနဲ့စုဝေးပြီးတော့ဟိုဘာပွဲဘာကြီးလောက်တာကိုအပန်းလို့ပြောတယ်ပြောမစင်တိုချိုပါစင်တိုချိုတက်ကြရလောက်တာကြီးဒါကိုလည်းအပန်းလို့ခေါ်တယ်ပေါ့နော်ဂျပန်လိုဆိုဂျပန်ကြီးကဒါ event တူပေါ့နော်ဟိုအကိနေ event တွေပါလို့တူတောင်းကြရပေါ့နော်ဒီထားကိုဒီမိုယောအုပ်စုဆိုတာကြတော့ဟိုဘာကအပေါ်ကဂျောကြီးကိုစုဂျောကြီးက event ပွဲပေါ့နော်အဆင်ဂျောကြီးကိုစုလို့ဆိုရင်ဒီဘာလဲတိုချိုမှာမြန်မာပြည်ပွဲကြီးကိုကျင်းပတယ်ဆိုရင်ဒါ အာအဘန်ပွဲကြည့်ချင်ပါရစေတဲ့ပြောကြည့်ဥစုလို့ပေါ့အဲ့ဒါကမှပြောကြည့်ဥစုလို့ဆိုတလုံးထဲပြောမှာဆိုမိုယောဥစုပေါ့မိုယောဥစုဆိုတာကဘန်ပွဲကြီးကိုစီကားချင်ပါတဲ့နေရာမှာမိုယောဥစုလို့တောင်းတယ်သူကကျတော့ဒီမိုယောဥစုဆိုတဲ့ခန်းကြီးလေးကဒီမှာအရှိမလူဆိုတဲ့ခန်းကြီးလေးပါတယ်ဘသူကဒီပွဲကြီးကိုချင်ပါမှာဆိုတော့လူတွေကလောက်မှာအပြင်ဘလိုလောက်မှာလဲဆိုတော့လူတွေစုစည်းပြီးတော့ဆယ်မြိုင်လောက်မှာဆိုတော့စုစည်းဆိုတဲ့ခန်းကြီးလေးစီလေးဟာလေးပါတယ်ပေါ့နော်အဲ့ဒီမှာတောင်းပြတယ် နောက်တစ်ခါကျတော့သာဝကရှိသာဝကရှိဒီလုံးဝဒါဒီအန်တူးဆိုတဲ့အမှတ်သားအန်တူးခန်းကြီးတွေဖြစ်ပါတယ်။အာဘာလို့လဲဆိုတော့အရှိမဆိုရင်ဒါကဥမာပုရုစာရေးတော့ပြီးလို့ရှိရင်ဒါလည်းဟိုစုညံနေပေါ့နော်။အရင်မှတော့ခါမင်းတခြားခန်းကြီးတွေတုံးခဲ့တယ်။အခုဒီဒီမှာအန်တူးမဆိုရင်ဒါသာဝကရှိဆိုရင်ဒါစုညံတယ်။ဆန်းစရာဘယ်လိုမှတ်တယ်ဆိုတော့သာဝကရှိဆိုရင်ဒီမှာဒါလည်းမြင်းခန်းကြီးလေးပါတယ်။ပိုးကောင်ခန်းကြီးလေးပါတယ်။မြင်းနဲ့ပိုးကောင်ကြီးက အရန်ခန့်တာအရန်ဆူညင်တာပဲဘာလို့လဲဆိုတော့မြင်းကလည်းမတ်ကနေမတ်တရားလိုက်မဆိုရင်ကိုထက်ရက်မြည်တယ်ဆိုတော့မြည်တဲ့နေပင်မှာဆိုရင်အဲဒီမြင်းဒီပိုးကောက်နေရာဆူညင်ကြပြီးအညူမှတ်ကြလေပေါ့နော်အဲ့တော့ကောချာတော့ကန့်ကန့်ကေဆိုနီကန့်ကေဆိုနီဆိုရခန့်ဒီလီကစစီတို့ဘယ်လိုညီမှာအတော့ပြတာလဲဆိုတော့ခန့်ဆိုရခန့်တန်းနီလွယ်ကူတယ်ဆိုတော့ ခန်းကြီးလေးဖြစ်ပြီးတော့ case ဆိုဆိုတာကြောင့်ရှင်းရှင်းလင်းလင်းတည်တည်တဲ့ CC ရီလို့အသုံးပြတဲ့ခန်းကြီးလေးဖြစ်ပါတယ်ခန်း case ဆိုရင်ဒါလလွေကူးရှင်းရှင်းလင်းလောက်လိုက်တာခန်း case ဆိုမျိုးတော့ねပြီးရင်ကာကုဘေးဆိုကာကုဘေးဆိုဆိုတာကြောင့်ကာကုဆိုတာမင်းအောင်ကြောက်ဘူးနေကြစေကာကုဒီဒီအဒီလူရဲ့အခြေဆိုင်ပြီးရင်ပါတဲ့ခုခုပေါ့နော်ခခုပါတဲ့တီချာစီတုံးတဲ့ညကြီးမှာတုံးတယ်ဘဲဆွတ်ဆိုတာကျတော့အာခွဲလိုက်တယ်ပေါ့နော် ခွေးလိုက်တဲ့သူဟိုဒီပါလေဒီလူနဲ့ဒီလူနဲ့မတူဒီဖွဲ့နဲ့ဒီဖွဲ့နဲ့မတူဘေးစဘေးစလုံးလိုက်ပဲဆိုရင်လည်းဘေးစဆွဲခိုင်းခကုဘေးစဆွာကြသူများနဲ့မတူပဲနဲ့ကိုဒီတဖွဲ့သေးကိုပေါ့နော်တတိချာကြီးဖြစ်နေရကိုခကုဘေးစလို့တောင်းနေပေါ့နော်ပြီးတိတ်ခေါ်တော့တိတ်ခေါ်တော့ဆိုရတဲ့အတိုင်းပဲတိတ်ခန်းကြီးလေးလက်ပါတယ်ပြီးခေါ်တော့ဆိုတာကြတော့အချိန်ဒီပါဒီမှာတော့ပြရဆိုပေမဲ့တိတ်ခေါ်တော့ဆိုရဆိုရဟိုလက်သေးမှာဘာလဲမပြောပါတော့တဲ့အရွယ်စားအသေးငယ်ဒီကို တော့နေပေါ့နော်တဲခေါ်တော့ဆိုတာကျတော့ဒီဥမာ dictionary ဥမာ form ဆိုရင်ဒါတဲခေါ်တော့ဆိုတဲ့ဟိုဘာလက်နဲ့ကွက်တိကြတဲ့ form form type ပေါ့နော်ထုတ်လာကြတယ်အခုဆိုရင်ဒါ i for auto ဒီတခြားဆန်ဆောင်ဆိုရင်ဒါ can i တာမျိုးကိုဒါလက်နဲ့ကွက်တိကြတယ်ပေါ့နော်ပြောမှဆိုရင်မကြီးမသေးအရွယ်စားပေါ့လက်နဲ့ကွက်တိကြရဘူးလက်တဲခေါ်တော့ပြောနော်တဲဒီပေါ့ လာလေကတည်းကပစ္စည်းတွေမှာတောင်းနေပေါ့နော်။အားကကြခွန်နေနာအခွန်နေနာဆိုတာကြတော့ခက်ခဲတော့ပေါ့နော်။ခုံးဆိုတာခမလီမဆိုတော့ဒုက္ခရဆိုတာခံပြီးနေ။နန်းဆိုတာကတခုခုကိုအာဥမာပေါ့နော်။အာထွက်ပြေးရတယ်တိတ်ချောင်းရတဲ့နေမှာတောင်းနေခံပြီးနေဆိုခွန်နေနာဆိုရင်ကက်ခက်ခဲဖြစ်တဲ့ဒုက္ခရတာကိုခွန်နေနာလို့တောင်းတယ်။အားကကြတော့နေရှင်နာနေရှင်နာပေါ့နော်။နေရှင်နာမဟုတ်ဘူး။ဆန်စီအတန်းအချမှတ်သွားတယ်။နေရှင်နာနေရှင်နာဆိုတာကြတော့ ်စွာကြတော့မြတ်စွာဘုရားကြောင့်ဒီနေဆုဆိုတဲ့ ခန်းကြီးလေးကနေလာတယ်ပေါ့နော်ဒီစက်ထားဖြစ်တယ်ပေါ့ပြီးလရှင်းစွာကျတော့ဒါကကိုရိုပေါ့နော်အဲ့ဆိုခန္ဓာကိုယ်နှလုံးသားကိုပူပေးရဆိုတော့ဒါပူလောင်နေတဲ့အထဲမှာဆရာသက်တမ်းပူဖြစ်နေရအောင်ပြောချင်တာနေရှင်းတာပြီးခိုးဖုခုနာခိုးခုနာဆိုတာပြောရှင်းစရာကောင်းတော့ခိုးဆိုတဲ့အာရှီယာဝါဆဲဆိုတဲ့ခန်းကြီးလေးဖြစ်ပြီးတော့ဖုခုဆိုတာကျတော့ကဲကောင်းချင်းလို့ဝမ်းတာချင်းမြန်မာတုံးတဲ့ခန်းကြီးလေးဖြစ်ပါတယ်ခိုးဖုခုနာဆိုရင်ဒါပြောရှင်းစရာကောင်းတဲ့အဝါပေါ့နော်အဲ့လိုပြောချင်တာ ပင်စပေစစပေစစစစွာကြတော့စသီတာဟိုဘာလဲခန်းကြီးလက္ခဏာပြောမစစစွာကြတော့ဗတိချလက္ခဏာပြောမစအနှုတ်ဆိုတဲ့ခန်းကြီးလေးပေါ့နော်အနှုတ်ဆိုတဲ့ခန်းကြီးလေးဖြစ်ပြီးတော့ဒီအသေးပင်ကအခုခုကို အာနေတာချားနေတာကိုအစာဘေးဆော့ဆော့စားဆွဲခံပြီးတော့ဘေးဆော့ဆာအပေါ်ကဆက်ကြရလို့ပဲခွဲချလိုက်တယ်ဆက်ဆံလာတယ်ဒါဆိုရင်စားဘေးဆော့ဆိုရင်ခွဲချဆက်ဆံခြင်းပြောမှဆိုရင်အလုတ်အလုတ်ဒီမှာစီနီယာကိုယ့်ရဲ့မြင်မှာစီနီယာကိုခွဲချဆက်ဆံလာတာဂျပန်ကြီးကကိုယ့်ဆက်ဆံလာတာမြင်မှာလေစားဘေးဆော့ ုံးနေတယ်။ပင်ချူးခန်ချူးခန်ဆိုတာကြောင့်ချူးဆိုတာလေဘဟုခန်းဆိုတာဂျားဆိုဂျားမှာရှိနေဆိုရင်ဒါဂျားချီနေပေါ့ချူးခန်ပြောမှဆိုရင်တချို့ဒီဘက်မှာဆိုရင်ဒီကုမ္ပဏီဝင်နေဆိုရင်ဟတ်ခန်ဆိုတာရှိရပေါ့နော်ဒီကိုအလုပ်သွားလုပ်ရတဲ့ကုမ္ပဏီနဲ့ကိုယ့်ရဲ့ကုမ္ပဏီနှစ်ခုရှိတယ်ကိုယ့်ရဲ့ကုမ္ပဏီနဲ့ကိုယ်အလုပ်သွားလုပ်ရတဲ့ကုမ္ပဏီဂျားမှာကိုယ့်ကိုအလုပ်မဆက်ပေးတဲ့ဒါလည်း ီလူတွေကိုချူခံလို့လည်းတောင်းကြတယ်ပေါ့နော်။နောက်တစ်ခါကျ gyaku gyaku ဆိုတာပြောင်းပြန်ပေါ့နော်။ဒါမျိုးနဲ့ဆိုင်ကြားဘူးနေကြပါပြောင်းပြန်ဆွဲခံပြီးလေးပါ။အာဒါတော့မှတ်ရလွယ်ပါတယ်။ပြောင်းလို့တဲ့ပုံစံလေးကဒါနေပါလေပြောင်းပြန်ပြီးဖြစ်နေတာဆိုတော့ခင်ဗျာဆိုရင်စမ်းစစ်ရဒီနေ့ဒီတန်းကုန်တယ်လောက်ပဲရှင်းပြမယ်ပြီးလို့ရှင်စမ်းစစ်ကအတိုင်းပဲ live match ပါ။ဒီတစ်ခါလေးအောင်းနောက်တဲ့ထိလိုက်မယ်ဆိုရင်မင်းနဲ့ဆန်တို့တစ်ခါလေးပေါ့နော်ဟိုပါလေ100%မဟုတ်တော့မှ80% 90% 80%လောက်ပေါ့နော်အောင်းတဲ့ဝင်သွားမယ်လို့ထင်ပါတယ်။ အာဆက်စပ်ဆာရှင်ပုံကြီးအစဉ်ပြေလာမပြေလာဆိုတာလေဒီဗီဒီယိုရဲ့ comment အောက်မှာလည်းနိုင်ငံပြပြပါဗျာ။ကျေးဇူးတင်ပါတယ်။